မတို့စီမှာအမျိုးပေါင်း30ကျော်ပေါ့ဒါပေမဲ့အခုကတချို့ပစ္စည်းတွေဝယ်လို့မရရနဲ့ဆိုတော့အမျိုးပေါင်း30လောက်ပဲရတော့တယ်ပေါ့နော်ဒီမှာအကြိုက်ဆုံးကတော့ပဇွန်နိုင်လွန်လို့ဆေးဘဲဥလို့ပါလို့ပြီးရင်ဝက်ပေကွန်လို့ပါလို့ဆိုလည်းအရင်ကြိုက်တယ်တချက်အဲအဲ့ဒါလေးတွေပစ္စည်းမရှိဘူးဖြစ်ဆိုလို့ရှိရင်အဲ့တဲ့တွေကတော့ရှိတဲ့ဟာရွေးစားသွားတာပဲကွာအသားဆက်တာဆိုသူ့အလေးချိန်နဲ့သူသွားအချိန်နဲ့သွားရတာဆိုတော့လေအဲအဲ့ဒါစိတ်ချဈေးလည်းမတက်ဘူးစိတ်ချရဒီ1500နဲ့ရောင်းနိုင်တယ်လို့အမကရောင်းသွားမှာပေါ့နော်အဲ့လိုမျိုးပြီးတော့ အော်ဒီပညာကြတော့အမအမတတ်တာမဟုတ်အမအမျိုးသားသူကိုယ်တိုင်သူကအရင်တော့အဲ့ order နဲ့ဟောက်မှလောက်ဘူးတယ်အဲ့နေပြီးတော့ပြီးတော့သူထိုင်းမှလည်းအဲ့လိုမျိုးသွားပြီးတော့တင်လိုက်သေးတယ်တင်ပြီးတော့မှအဲ့အရသာနဲ့ထိုင်းနဲ့ပုံမှန်နဲ့ဖက်ဆက်ဖြစ်သွားတာပေါ့တရုတ်တချို့ကတော့ဟောင်ကောင်တီးတန့်ရှိတယ်ဒါပေမဲ့အမကတော့ထိုင်းနဲ့မြန်မာနဲ့ဖက်ဆက်ဖြစ်သွားတာပေါ့ င်နာမည်ကတော့အဲ့ဟိုဘန်ကောက်ကမြို့နာမည်လေးပေါ့အဲ့ဒါလေးသဘောကျလို့ဆိုပေးပြောတာဟုတ်ဆိုင်ထွက်တာရောမှာပြောလို့ရှိပါဆိုင်ထွက်တာအရင်ကအမားတို့ကဆိုင်ကနောက်နောက်ကျတယ်အွန်လိုင်းကနေအရင်စဖောက်တာပေါ့နော်အွန်လိုင်းကနေစဖောက်အွန်လိုင်းကနေတစ်နှစ်ကျော်လောက်ကြာပြီးတော့မှဆိုင်ဖွင့်တာပထမကနွေနီ3လမ်းကနေအခုဒီဘက်နွေနီ6လမ်းပြန်ပြောင်းလာပေါ့ဆိုင်ဟိုဘက်3လမ်းနဲ့ဒီဘက်နဲ့ဆိုနှစ်နှစ်ကျော်လောက်တော့ရှိပြီ အမားတို့စီမှာအမျိုးပေါင်း30ကျော်ပေါ့ဒါပေမဲ့အခုကတချို့ပစ္စည်းတွေဝယ်လို့မရရနဲ့ဆိုအမျိုးပေါင်း30လောက်ပဲရတော့တယ်ပေါ့နော်ဒီမှာအကြိုက်ဆုံးကတော့ပဇွန်နိုင်လွန်လို့ဆေးဘဲဥလို့ပါတော့ပြီးရင်ဝက်ပေကွန်လို့ပါလို့ဆိုလည်းအရင်ကြိုက်တယ်အဲအဲ့ဒါလေးတွေပစ္စည်းမရှိဘူးဟဲ့ဆိုလို့ရှိရင်ဧည့်သည်တွေကတော့ရှိတဲ့ဟာရွေးစားသွားတာပဲအော်ဒီမှာအကြိုက်ဆုံးကတော့တိတ်မရှိဘူးအကုန်လုံးကတော့အမျိုး30လုံးဆိုရင်တော့အမျိုး30လုံးကြိုက်ကြရတယ်မရတယ်ဆောက်အော်ဒီပညာကျတော့အမအမတက်တာမဟုတ်အမအမျိုးသား ူကိုယ်တိုင်သူကအရင်တော့အဲ့ ordinary house မှာလောက်ဘူးတယ်လေအဲ့နေပြီးတော့ပြီးတော့သူ time မှာလည်းအဲ့လိုမျိုးသွားပြီးတော့တင်လိုက်သေးတယ်တင်ပြီးတော့မှအဲ့အရသာနဲ့ time နဲ့ပမာနဲ့ဖက်ဆက်ဖြစ်သွားတာပေါ့တရုတ် တချို့ကတော့ဟောင်ကောင်တီးတန့်ရှိတယ်ဒါပေမဲ့အမတော့ time နဲ့မြန်မာနဲ့ဖက်ဆက်ဖြစ်သွားတာပေါ့နောက်ပိုင်းကျတော့သူအဲ့လိုမျိုးပန်ကောက်သွားပြီးတော့အဲ့လိုမျိုးသွားတင်တာလည်းရှိတယ်ပြီးတော့လို့ရှိရင်မန္တလေးတို့မြောက်ပြည်တို့အဲ့လိုမျိုးနေတွေမှာ hotel တွေမှာ live လုပ်တာတွေပါလည်းရှိတယ်ဟာအခုနောက်ပိုင်းကျတော့ကိုယ့်ဘက်ကိုစိုင်းလေးပဲဖွင့်ပြသွားတာပါ အဲအဲ့လိုမျိုးတအားကြီးတော့စိတ်မပူပန်ဘာလို့လဲဆိုတော့ဒီဒင်ဆန်းကိုကြာတော့အမလည်းကြိုက်တယ်လေကြိုက်တယ်ပြီးတော့အချင်းကလည်းကိုကြိုက်တဲ့ပုံစံမျိုးထုတ်တာဆိုတော့တိတ်ပြီးတော့အဲ့လိုမျိုးရောင်းရပါမလားဆိုရစတရက်တော့တိတ်မရှိဘူးအဲပြီးတော့ဈေးလည်းအနည်းဆုံးရောင်းထားတယ်ဆိုတော့လေရောင်းရမယ်ဆိုတော့တေးကြတယ်ပြပြပြသာအောင်ဈေးကအနည်းဆုံးဆိုတော့ဘလောက်ဘလောက်ဘလောက်ဈေးကအနည်းဆုံးဆိုတော့အသားပေါင်းတွေကကြာတော့တစ်ပေါင်း1500နန်ယိုးချက်ချက်တော့ကြာတစ်ပေါင်း2500ပေါ့နော်အကျော်တွေလည်းရှိတယ်အမတို့ဆိုမှအကျော်တွေကကြာတော့3000အကျော်စုံဘန်းလေးဆိုရင်9000 အေးတွေလည်းရတယ်ပေါ့နော်အေးတွေကတော့2000ကော်ဖီအေးကတော့2000တာပေါ့အော်အပြင်ကဘာမှမမှားအမတော့အကိုပါကိုအကုန်လုံးလောက်တာဟုတ်အမျိုးပေါင်း30လောက်ဟုတ်ကဲ့အသားတွေပါတွေကဆိုကိုယ်တိုင်းစက်တယ်ကိုယ်တိုင်းပဲလောက်တာအဲတမယာနဲ့တော့မတူအဲ့လိုအချင်းဆိုလဲအဲ့လိုမျိုးတခြားဆိုင်တွေမှာတချို့ကတော့သွားစားကြတယ်ဒါပေမဲ့အမားတို့လက်ရမတူးလို့ပဲအဲ့လိုမျိုးပြောကြတာများတယ် ဈာရဲဆိုလို့ရှင်တော့ဟိုပေါင်း၄900လောက်ပေါ့နော်စနေနေ့လိုရက်မျိုးဆိုတခါကျရင်ပေါင်းထောင်ကျော်သွားတယ်ဟုတ်အမတို့ကစနေတရက်ပဲဖွင့်စနေနေ့လောက်ပဲဖွင့်တာလေစန်းဒေးကျတော့အပတိုင်းပိတ်တယ်ဟုတ်တန်ငွေနေ့အပတိုင်းပိတ်တယ်ဟုတ်ဟိုကနယ်ထီးတော့အမတို့ကပို့တယ်ပထမနယ်ထီးပို့ရများတွေကတချို့ဆိုင်ပြန်ယူရောင်းနဲ့ဖောက်တဲ့လေရှိတယ်အခုကျတော့ဟိုတန်စာကားတွေတအားကြီးတဲ့ခါကျသူတို့ကခဏနားထားတာပေါ့နော်အခုနယ်တချို့စားမဲ့သူတွေဆိုလို့ရှင်အမတို့ဘယ်လိုလဲဆိုတော့ဖော့ပုံးအသေးလေးတွေရှိတယ်အဲ့အသေးလေးတွေဟို ဲထားတယ်ပေါ့နော်ဖရီဇာတွေလည်းရှိတယ်အမတို့ဖရီဇာလည်းထုတ်တယ်အဲ့ဒီထုတ်တဲ့ဟာကိုခဲထားပြီးတော့ရေခဲဘုံလေးတွေထည့်ပြီးရေခဲတစ်ခေါက်ထပ်ရိုက်ပြီးလို့ရှိရင်တော့အဲ့လိုပို့ပြီးတယ်သေးရောက်မှဆိုတော့အဓိကတော့အမအနေနဲ့ဆိုလို့ရှိရင်တော့အရသာပိုင်းကိုပဲပို့ဦးစားပေးခြင်းနဲ့အရသာပိုင်းရဲ့လက်လက်ဆက်ဆက်ဖြစ်ရမယ်ပြောလို့ရှိရင်တန်ရှင်းမှုပေါ့နော်တန်တန်ရှင်းရှင်းလေးနဲ့အရသာလည်းကောင်းရမယ်ပြောလို့ရှိရင် ဟိုဆိုင်ဆိုင်အကြီးမှမဟုတ်ပါဘူးဆိုင်အသေးလေးဆိုလဲသူ့ဟာလေးနဲ့သူတက်တက်ရဲလေးဖြစ်မဲ့ဆိုရင်တော့ကိုကောင်းတာပေါ့နော်အဓိကတော့အမကတော့အစားတောက်လက်ရမပြောင်းဘူးပေါ့ဒီမှာလာစားတဲ့သူတွေဆိုလို့ရှိရင်အမကြီးအမကြီးဈေးတက်မယ်ဆိုလဲတက်နော်အရသာတော့မပြောင်းပါနဲ့အဲ့လိုပောင်းပစ္စည်းတွေမရောနဲ့ပေါ့နော်အဲအဲ့ဒါတော့စိတ်ချအမတို့ကဟိုရော့လို့လည်းမရဘူးဒီဟာကျတော့အကုန်လုံးကဟို ုကအသားဆက်တာအစားသူ့အလေးချိန်နဲ့သူသွားအချိန်နဲ့သွားရတာဆိုတော့လေအဲအဲ့ဒါစိတ်ချဈေးလည်းမတက်ဘူးစိတ်ချရဒီ1500နဲ့ရောင်းနိုင်တယ်လို့အမကရောင်းသွားမှာပေါ့နော်အဲ့လိုမျိုးပြီးတော့ဟိုဟာကိုဘယ်လိုပြောမလဲအမကတော့အမအနေနဲ့စိုင်ဖွင့်မယ်ဆိုလို့ရှိရင်တော့အကြံပေးချင်တာအခုအတော်တော်များများပေါ့နော်ဖြစ်နေတဲ့ဟာ ကိုရောင်းနိုင်တဲ့ဈေးနဲ့ရောင်းပြီးရလို့ရှိရင်တော့ဟိုအရသာပိုင်း quality ပိုင်းကမလျော့စေချင်ဘူးကိုဈေးပိုယူမယ်ဆိုလဲယူထားမယ်ဒီအရသာကိုလေးကိုပဲရအောင်ပေးပါလို့အအဓိကထားပြီးတော့ဗောနော်သူ့ပါမယ်အရေအတွက်တိုင်းလဲပါပါအောင်လို့တော့အမကတော့အကြံပေးနေတယ်နောက်ဖွင့်မဲ့သူတွေဆိုလို့ရှိရင်ဗောနော်ဒီနွယ်နီကိုလမြောက်ကလာကို တင်ဆန်ပတ်နံတင်ဆန်ဆိုင်လို့လာစားကြည့်ပါလို့တခြားတင်ဆန်အနေနဲ့မတူဘူးပေါ့နော်ဈေးနှုန်းကလည်းဟိုအ ਨੇ ဆုံးနဲ့အသက်သာဆုံးထားပေးထားတယ်သူများတွေဈေးတက်နေမယ်လားအမတော့လုံးဝဈေးမတက်ပဲနဲ့အဲကိုရနိုင်တဲ့လောက်တောင်းခံမယ်ဆိုပြီးတော့ပေါ့နော်ဟိုဘာလို့ဈေးတက်လိုက်လို့ရှင်စားတဲ့သူတွေအတွက်ကလည်းဟိုအရင်ဘလို့ရအမောက်များသွားမှာပေါ့နော်ဟို10ပေါင်းကို1000ခွဲနဲ့တချို့နေရာဆို10ပေါင်းဆို3000လို့ပါလို့ဖြစ်နေတဲ့အချိန်မျိုးမှာအမတို့10ပေါင်းကို1000ခွဲနဲ့ပဲရအောင်ရောင်းမယ်ဆိုတော့တာဂတ်မျိုးတော့ထားထားတာပေါ့နော် အဲ့လိုအားကြောင့်မလို့ဒီမှာလာစားကြည့်ပါလို့အရာသာပိုင်းရောတန်ရှင်းမှုပိုင်းရောအမခံပါတယ်